မြန်မာစိန်တလုံးတရတီ site တောင်သူတွေအနေနဲ့လက်ရှိမှာကုန်ထုတ်လမ်းကြောင်းပျောက်တဲ့အနေအထားမျိုးနဲ့ရင်ဆိုင်နေရကြောင်းမြန်မာတရုတ်နယ်စပ်တတိပို့ကုန်လုပ်ငန်းရှင်အတိုင်းဝိုင်းကပြောပါရီပြည်တွင်းစစ်ကောက်မှဈေးကောင်းရနေပေမဲ့တရတီလိုင်းလိုင်းထွက်လာမဲ့အခုအခြေအနေမှာပြည်တွင်းဝယ်လိုအားဟာကြီးမားလွန်တဲ့ရောင်းလိုအားအတွက်စင်ပစက်နှံပတ်ယုံများသားလို့ခွာညိုတတိပို့ယုံကဆိုပါရီ ပြည်ရင်းဝယ်လိုအပ်သည့်ပင်ယခုအချိန်နှင်းမှာ90ရာခိုင်နှုန်းခန့်ရော့ချနေသည့်ပြည်ပတရုတ်တင်ပို့မှုလမ်းကြောင်းပျောက်နေသောခက်ခဲလွန်းလာသည့်ကာလပါလို့ပြောပါရည်ယခုနှစ်တရက်ရာသီမှာတင်ပို့ရောင်းချနိုင်ခြင်းမရှိရင်မိမိတို့အပိုင်ဈေးကွက်ဝယ်စုဆုံးရှုံးရနိုင်ခြင်းရှိကြောင်းလည်းအဆိုပါတတိပွဲရုံကအတည်ပြုထားပါရည်အခြားနိုင်ငံမှတရက်တိများပို့ကုန်ဈေးကွက်တွင်ကြီးစိုးသွားနိုင်ပါသည်လို့ဆိုထားပါရည် တရုတ်စစ်ကွက်ထံမြန်မာတည်ရသည့်တင်ပို့မှုအနေနဲ့အထွတ်နှုန်းရဲ့၃ပုံ၂ပုံခန့်ရှိတာကြောင့်တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုအဓိကမိခိုနေရတာပါလက်ရှိမှာလက်ခီကြန့်ကြတဲ့အပြင်ကုန်ကျစရိတ်များတာကြောင့်မိုင်းလာတာလော့လမ်းကြောင်းကတဆင့်တင်ပို့ရတာအဆင်မပြေကြောင်းခွာညိုတတိပွဲယုံကပြောပါတယ်စီကွတီနီယာအရာစားသုံးသူများတဲ့ကုမင်းမန်စီရွှေလီအထီးတရက်တာခရီးရှိသေးတာကြောင့်လဲတတိအရေးသွေးကြပြီးဈေးကောင်းမရတာလို့ဆိုပါတယ် တဖက်မှာလည်းရုရှားမြန်မာစီးပွားရေးကောင်စီနဲ့အဖွဲ့ဝင်တွေဟာလက်ဆက်တရတီးတွေနဲ့တရတီး၆တွေဝယ်ယူလို့ကြောင်းကန့်လန့်ထားတာကြောင့်ဓာတ်ရိုက်တင်ပို့လို့ရနိုင်မဲ့ဈေးကွက်တစ်ခုဖြစ်လာနိုင်ကြောင်းမြန်မာနိုင်ငံတရတီးဈေးကွက်နဲ့နေပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းကပြောကြားထားကြောင်းမှာခင်ဗျာ